ျွန်တော်အခုပြောမှာတော့ wallet တွေအကြောင်းကို ပြောမှာပေါ့နော်ကျွန်တော် wallet မှာနှစ်မျိုးရှိတယ် hardware wallet နဲ့ software wallet ဆိုပြီးနှစ်မျိုးရှိတယ်ကျွန်တော် software wallet ကတော့ကျွန်တော်အခုအားလုံးနဲ့သိကြမှာကျွန်တော်ရှေ့မှာလည်းနမူနာထိုးပြီးပြောထားတယ်အဲ metamask တို့ trust တို့ဒါမျိုး wallet တွေကိုပြောတာဖြစ်ပါတယ်ကျွန်တော် hardware wallet ကတော့ဒီအပြင် physical wallet တမျိုးပေါ့နော်ဒါက hardware wallet ဆိုတာ crypto သိမ်းဆည်းလို့ရတဲ့ core wallet တခုဖြစ်ပြီးတော့ physical wallet ဖြစ်ပါတယ် ကျွန်တော်ဒီမှာတော့နမူနာပုံသုံးပုံပြထားတယ်စီးပွဲပြထားတယ်လေချာပြထားတယ်ပြီးတော့ကျွန်တော် tracer ပြထားတယ်အာကျွန်တော်အခုလက်ရှိမှာတော့ကျွန်တော်ကိုယ်တိုင်သုံးနေတာဆိုရင်စီးပွဲရှိတယ်ပေါ့နော်ဒါမျိုး wallet တွေရှိတယ်အာကျွန်တော်ဒီ wallet တွေကပြောမယ်ဆိုရင်ကိုကိုပါကိုပေါ့နော်ကျွန်တော်နမူနာပေးရမယ်ဆိုကိုအိမ်မှာမိခန်တတာရှိတယ်အဲ့ဒီမိခန်တတာတွေကိုကိုကရွှေစုမယ်အဲရွှေထည့်မယ်ဥမာပတ်စံစုမယ်အစားရှိတယ်ပြင်ပေါ့နော်ကျွန်တော်နမူနာပေးရရင်အဲ့ဒီမှာအဲ့ဒီ wallet ရဲ့ ဲ့ဒီမိခင်တတရဲ့ password ကိုကိုယ်ပဲသိတယ်တခြားဘယ်သူမှမသိဘူးအဲ့လိုပဲဒီ server ကြီးဒီ hardware wallet တွေကကိုယ့်ရဲ့မိခင်တတနဲ့တူတယ်ပေါ့နော်နမူနာပြောရရင်တော့အဲ့ဒီ server ရဲ့ service တွေ wallet တွေဒါတွေအကုန်လုံးကိုယ်ပဲသိတယ်ပြီးတော့ဒီကျွန်တော် software wallet တွေတော့ပုံစံမျိုး link တွေမှားဝင်ပြီလို့ connect လုပ်လိုက်တဲ့အခါမှာ link တွေမှားဝင်ပြီလို့ကိုယ်ကောင်ထဲမှာရှိတဲ့ဟာတွေပါသွားတယ်ဆိုတဲ့ပုံစံမျိုးတွေမဖြစ်ဘူး။ဘာလို့ဆိုမိခင်တက်တာလည်းအတူတူပဲပေါ့နော်။ကျွန်တော်ကိုယ်အိမ်ကဥစ္စာ ဟိုအပြင်မှာယူသွားလို့ကြပြောက်တယ်ဆိုတဲ့ပုံစံမျိုးမရှိဘူးပေါ့နော်ဒါကဒီ hardware wallet တွေရဲ့အားသာချက်တစ်ခုလို့ပြောလို့လည်းရတယ်ဒါပေမဲ့ဒီ seed pair တွေဒီအစရှိမဲ့ကျွန်တော်ဒီကိုယ့်ရဲ့ seed phrase တွေ password တွေကိုတော့ဒါတေချာမှတ်သားပြီးတော့သိမ်းထားလို့လိုအပ်တယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဥပမာတစ်ခု ပေးခြင်းတယ်ဥပမာတစ်ခုပေးခြင်းတယ်ဆိုတဲ့ဒါတကယ်ဖြစ်ပြသွားတဲ့အဖြစ်အပျက်တစ်ခုပေါ့နော်ကျွန်တော်ရှေ့ရက်ကအရှေ့နည်းနည်းတော့ကြာပါပြီစင်ကာပူမှာဖြစ်သွားတယ် စင်ကာပူမှာဘာဖြစ်သွားလဲဆိုတော့တငယ်ချင်း3အောင်ရှိရပေါ့နော်တငယ်ချင်း3အောင်ရှိရအထဲမှာဒီ wallet ပိုင်ရှင်က ledger wallet ပိုင်ရှင်ကသူ့ရဲ့ ledger wallet ထဲမှာဒေါ်လာထည့်ထားတယ်ဒေါ်လာမီလီယံနဲ့ချိန်ထည့်ထားတယ်အဲ့ဒီအောက်စာကိုသူက save တွေကိုချရေးထားပြီးတော့စာရွက်တည်းနဲ့ချရေးပြီးသူ့အိမ်ထဲမှာပဲထားလိုက်တယ်အဲ့ဒီမှာတငယ်ချင်း2ယောက်ကအိမ်လေလာတဲ့အခါမှာဒါအောင်မြင်သွားတယ်မြင်သွားပြီးတော့ထားလိုက်တယ်သူ့တငယ်ချင်းအပြင်သွားတဲ့အခါမှာကိုယ့်ရဲ့အိမ်ထဲကိုဝင်ပြီးတော့ ဲ့ဒီဈေးပဲကိုဓာတ်ပုံရိုက်ယူသွားတယ်။ဟော sorry အဲ့ဒီဈေးဖရိတ်ကိုဓာတ်ပုံရိုက်ယူသွားတယ်။ဓာတ်ပုံရိုက်ယူသွားပြီးဘာလုပ်လဲဆိုသူ့ရဲ့အိမ်မှာရှိတယ်။သူ့ရဲ့ ledger wallet ထဲကိုဒီဈေးဖက်ရိုက်ထည့်ပြီးတော့ login ဝင်လိုက်ပြီးတော့ account ထဲမှာရှိတဲ့ငွေတွေအကောင်လုံးကိုခိုးယူသွားတယ်။ဒါကကိုယ့်ရဲ့ဈေးပဲကိုဟောဈေးဖရိတ်ကိုဒီအလွေမထားဖို့ ਨੇ ကိုယ်တိုင်တရားထိမ့်သိမ့်တတ်ဖို့လိုအပ်တယ်ပေါ့နော်။ဒါကအပြစ်မှာတကယ်ဖြစ်သွားတာစင်ကာပူမှာဖြစ်သွားတာခိုးတဲ့လူကိုလည်း နောက်မှဒီပန်ရှင်ကတခြား security ဘိုင်းကြီးငှားပြီးတော့လိုက်လိုက်တဲ့အခါမှာခိုးတဲ့လူကိုလည်းမိတယ်မိပြီးတော့ဒီအဲ့ခိုးတဲ့လူလည်းအခုလက်ရှိမှာထောင်ကျပါပြီပေါ့နော်ဒီတော့ဒီကနေနမူနာတစ်ခုရတာပါလဲဆိုတော့ကျွန်တော်တို့အနေနဲ့ hardware wallet ကင်ထားတယ်ဆိုပြီးတော့လည်းကိုယ့်အကောင့်လုံးချင်းနေဆိုပြီးမထင်ဘူးနဲ့ဒီကိုယ့်အကောင့်ရဲ့ secret တွေဘာတွေကိုကိုပါကိုတေးချထိန်းသိမ်းရမယ်အလွယ်မထအောင်ကိုပါကိုကိုယ့်ရဲ့ လုံးဝလုံခြုံတဲ့နေရာမှာတိမ့်ထပြီးတော့တာလင်းကိုပါကိုလော့ရင်ဝင်မှုလိုအပ်တယ်ဒါကလုံးဝကိုအရေးကြီးတဲ့အချက်တစ်ခုရှိဖြစ်တယ်နောက်တစ်ခုအနေနဲ့ဒီနေရာမှာကျွန်တော်နောက်ထပ်တစ်ခုတတိပေးချင်တာရှိတယ်ဘာလဲဆိုကျွန်တော်တို့ကိုယ့်ရဲ့ YouTube ဝင်ဖြစ်ဖြစ် MCN YouTube ဝင်ဖြစ်ဖြစ် YouTube တွေကြည့်တဲ့အခါမှာအောက်မှာ wallet secret တွေလာပြီးတော့ချပေးတာရှိတယ်ဘယ် wallet ရဲ့ secret ညာ wallet ရဲ့ secret အစရှိနေဖြင့်အဲ့ဒီ wallet secret တွေချပေးတာပြီးတော့ကိုကအဲ့ဒီ wallet secret တွေဝင်ကြည့်လိုက်တယ်ဝင်ကြည့်ပြီးတော့ ဟာဒီထက်မှဒေါ်လာရှိနေမှာသူတို့အလကားပေးသွားပဲဒါမထင်လိုက်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါကလုံးဝ scan ဤတမျိုးလဲမှန်နေဘယ်လိုလဲဆိုတော့အဲ့ဒီ wallet ကိုထည့်ပြီးတော့ကိုကအဲ့ဒီဒေါ်လာကိုဖြည့်ဖို့တော့ကိုက transaction ဖြည့်ထည့်ရတယ်ဒါပေမဲ့အဲ့ဒါ wallet ကိုလွှဲကိုယ့်ရဲ့ wallet ကိုလွှဲတဲ့ခါမှာတကယ်မရောက်ဘူး face ပဲကုန်သွားတယ်သူတို့ကအဲ့ဒီ face ကိုယူသွားတာဖြစ်ပါတယ်အဲ့ကိုအကောင့်ထဲရှိတဲ့ကိုရဲ့ face ကြီးပဲအကောင့်နေပေါ့နော်ဒါမျိုးလိမ့်နေတာရှိတယ်အဲ့တော့ wallet secret တွေချပေးတိုင်းလေ မယုံပါနဲ့ဘာဖြစ်လို့ဆိုဘတ်တူကကိုယ့်ရဲ့ wallet ကြီးကိုအလကားပေးมาလဲပေါ့နော်ဒါတွေးရမယ့်အချက်အဲ့ဒီ wallet ကိုအလကားပေးအဲ့ဒီ wallet ထဲမှာဒေါ်လာရှိထားရဲဆိုပြီးတော့အပြင်မှာဘတ်တူက private ဒီကိုယ့်ရဲ့ private ထားရမယ့်အရာတစ်ခုကို public မှာလိုက်ပြီးတော့ပြောနေมาလဲပေါ့နော်ဒါကတတိထားရမယ့်အချက်တစ်ခုဖြစ်ပါတယ်ဒါ user ကြီးကိုလိုက်ပြီးတော့ scan နဲ့ဤတစ်မျိုးဆိုလဲမမားပါဘူး